ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါအင်္ဂလန်လေဝင်းရှင်အသင်းကသူတို့နီးပြ Thomas Tuchel ကိုပွဲစဉ်တင်မှာစပြီးတော့ပွဲထွက်ပြီးတဲ့ချိန်မှာ FIFA ရဲ့2026ကမ္ဘာ့ဖလားပြိုင်ပွဲပထမဆုံးချစ်စပွဲ Albania နဲ့ပွဲကစားတာပေါ့လေအင်္ဂလန်ရဲ့ FIFA World Cup ရဲ့အုပ်စုကအမှန်တိုင်းပြောရင်တော့မတူသွားကန်တိုင်းနိုင်ပါပဲ အောက်စုကအမတန်ချောင်းတယ်အခုလက်ရှိမှာ FIFA World Cup Qualify မှာတော်တော်ကိုချောင်းတဲ့အခြေအနေမျိုးရှိတယ်နောက်တစ်ခုကအင်္ဂလန်အသင်းကဘဲပြိုင်ပွဲမဆိုခြေစပွဲမှာတော့ကောင်းတယ်ဗျအမှန်တိုင်းပြောရင်တော့ Thomas Tuchel မှာမဟုတ်ဘူးအရှေ့ရမီးပြဖြစ်တဲ့ Gary Southgate လက်ထက်မှာလည်းအမတန်ခြေစပွဲတွေဆိုအရန်ကောင်းတဲ့အသင်းဖြစ်ပြီးတော့အခုလက်ရှိမှာဒီအင်္ဂလန်ဟာသူ့ရဲ့ပွဲစဉ်တက်မှာ Albania ကိုနှစ်ခုပြတ်နေနိုင်တယ် ဆိုတော့အယ်ဘေးနီးယားလိုအသင်းမျိုးကိုနှစ်ကိုးပြတ်နိုင်တာကအင်္ဂလန်လိုအသင်းမျိုးအတွက်ဘာမှကူညီစရာတော့မရှိဘူးဆိုတော့အင်္ဂလန်ကတောမက်စ်ချူခေကို2026ကမ္ဘာဖလားပြိုင်ပွဲပြီးတဲ့အထိကွန်ထရက်ချုပ်ထားတယ်ဂျာမန်လူမျိုးနီးပြဖြစ်တဲ့အတွက်အင်္ဂလန်နီးပြဖြစ်ခန့်တဲ့အခါမှာလူတော်တော်များများကသူ့ကိုမကြိုက်ကြဘူးရှင်းပါတယ်ဒီကအင်္ဂလိပ်လူမျိုးမဟုတ်တဲ့အတွက်ကြောင့်အင်္ဂလိပ်ဘယ်ပြေးတတ်မဆိုအကုန်လုံးကသူ့ကိုစန့်ကျင်ကြတယ်ဆိုတော့သူကတော့သူ့လုပ်ကိုသူလုပ်နေတဲ့ဂျာတွေကလည်းအခုလက်ရှိမှာအင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဒါပွဲစဉ်တင်မှာအယ်ဘေးနီးယားကိုနှကိုးပြက်နိုင်တယ်ဆိုတော့ကျွန်တော်စပြီးတော့ sock game နဲ့မတူညီဘူးပေါ့လေလီကာစီလက်ထက်မှာအင်္ဂလန်ရဲ့ပြောင်းလဲမှုချို့ကိုတွေးပြီးတဲ့အချိန်မှာသူကလက်ထက်မှာလည်းအင်္ဂလန်ဟာအပြောင်းလဲတယ်ကပ်ဖိုင်နယ်မှာလီဗာပူးဘက်ကိုခြေစွမ်းပြကိုတွင်ခဲ့တဲ့ဒံပန်းကိုတခါတည်းပွတ်ထွက်ခွင့်ပေးတယ်ခွန်စာနဲ့တွေးတယ်နောက်တစ်ခုက left back မှာ မိုင်းလူးဝစ်ကလေးကဒီယာဒီမှာအာဆန်နဲ့ခြေစွမ်းပြတယ်ဒီချာတင်လေးဆိုရင်ပရီးမီးယားလိဒေဘျူးစားတယ်ချန်ပီယံလိဒေဘျူးစားတယ်ပရီးမီးယားလိဂိုးသွင်းတယ်ချန်ပီယံလိမှာအဆစ်တွေပါလုပ်တယ်လုံချီမှုတွေရတယ်ဒီကြားထဲမှာအပ်ပန်ဒေါင်းတွေဖြစ်တဲ့ကြားမှာအနီကပ်ဖြစ်ရတဲ့လေရှိပေမဲ့လိုအပ်ချက်ရအိုက်ပဲတောင်းမှာလူမရှိဘူးနောက်ဆုံးတီချာဒီလေးကတခါတည်းနေရာရတယ်သူရပွဲထွက်မှာပဲကိုသွင်းသွားတယ်အင်္ဂလန်ရဲ့ first debut ပွဲမှာသူဂျုံကြီးကြီးလူရွေးချယ်တဲ့ပွဲထွက်ပေးတယ်အ ိုးသွင်းတဲ့ပွဲရဲ့မန်နော့တမရရှိသွားတယ်။ဒီနေရာမှာကာတီချုံလိုကစားမတွေအတွက်ရှိတယ်။နောက်တစ်ဖက်က Rashford ခွင့်ရရ။ဒါပေမဲ့အင်္ဂလန်အသင်းကမ္ဘာပလပြပေါ်မှာချန်ပီယံဖြစ်နေတာဆိုတော့ကျွန်တော်အခုလက်ရှိအသင်းတွေကိုကြည့်နေချင်းအင်္ဂလန်အသင်းကတခြားအသင်းတွေနဲ့ရှင်ရင်ကျွန်တော်ထင်တော့ talented player များတာမှာပဲအဲ့ talented player တွေကိုမှန်ကန်တဲ့နေရာတွေမှာအသုံးချနိုင်ဖို့ပဲဆိုတော့ကျွန်တော်ခိုးဖားမပြန်လာတဲ့အခါဘူကာယိုဆာကာပြန်လာတဲ့အခါတိုက်စစ်ခင်ချင်းဘလို့သွားပါလဲ ရရဲမှာနောက်ခံလူဂျွန်စတုန်းတို့ကစားမတွေပြန်လာအောင်မတေချာတာတော့ပြအဲ့ right back position မှာကျွန်တော်ကခိုင်ဝေါ်ကာကိုထားခဲ့စီချင်အတွေ့အကြုံရဝေါ်ကာကိုဆက်ခေါ်ရဆိုပေမဲ့ track alexander အကိုရိုးရိုးချီချီနေရာပေးလိုက်တော့ reach in a fit ဖြစ်မယ်ဆိုတော့ track နဲ့ reach ကိုပဲထားပြီး trippier တို့ခိုင်ဝေါ်ကာတို့ဝဲခိုင်းလိုက်တော့ဝဲခိုင်းလိုက်တော့ဘာတူလူလျှော်လဲနားခိုင်းလိုက်ဒဏ်ရာတွေချိန်လုံးရတယ်ချိန်ထဲမှာချေးဝဲတဲ့သူမကြိုက်ဘူးဆိုတော့ လူ ਈ ဟောနဲ့နောက်တစ်ဖက်ကမိုင်းလူ ਈ စကယ်လေးကိုထားရလိုက်ပြီးတော့မှတစ်ဖက်ကလစ်ပရမန်တိုကိုဘယ်ညာကစားလို့ရတဲ့အတွက်ဒီချာတိလေးကိုအရန်လေးနဲ့ထားရလိုက်စန်တဘက်ကခွန်ဆာဘယ်လိုပဲဖြစ်ခေါ်မယ်မာကေကြီးကိုသူတိတ်မကြိုက်ဘူး living coway ကိုရှိတယ်ဒါပေမဲ့ပွဲစဉ်တည်းဆိုပြောဖို့ခက်ပေမဲ့ချွန်ဆုံးလို့ပါလို့အားကိုးရတာမှန်တယ်ဂျွန်ဆုံးတခုတော့ရှိတယ်ပြိုင်ပွဲကြီးတွေကြိုက်တော့ injury နေတယ်ကလပ်မှာတော့ injury ဖြစ်တယ်ဂျွန်ဆုံးကခေါ်လို့ရမှာဖြစ်ပေမဲ့ကွင်းလေက Dunkel Rice နဲ့တွဲမယ် နောက်တစ်ယောက်အခုလောလောဆယ်တော့ဂါတစ်ချုံကိုတွေ့တယ်အခုအရင်နီးပြအောင်လီကာစီတုံးကအန်ဂယ်ကူမတ်ကိုအားပြုတယ်အခု attacking five မှာ core farmer 30ဘူးမှာရှိမယ်ဆိုရင်မန်တိုင်းပြောရင် James Madison တို့ဘာလို့ရှားသူတွေလိုတော့မလိုဘူး Chu Balingan ကိုနံပါတ်၈မှာ Rice နဲ့တွဲပြီး Kho Pharma ကို30ဘူးမှာထားပခါယူဆာကာကိုညာ Hurricane ကိုအထောက် Bebe Chan မှာ Fulton ကိုထားမလား Anthony Gordon ကိုထားမလားအင်္ဂလာအမှန်တမ်းပြောရင်သူ့လူစင်းကတော်တော်လေးတောက်နေဒါပေမဲ့ question က တောမတ် 2K ဟာအဲ့ကစားမအားလုံးကိုတစုတစီတဲဖြစ်ပြီးတော့ဘလူအခြေအနေမျိုးဖြစ်ဖြစ်အကောင်းဆုံးပုံစံနဲ့ရှင်းပြိုင်မလားအကောင်းဆုံးပုံစံနဲ့ကစားမလားဆိုတာက main question ပဲ 2K champion ဖြစ်နေလားကျွန်တော်ပြောချင်တော့မဖြစ်နိုင်သေးဘူးအသင်းတစ်သိ champion ဖြစ်ဖို့ဆိုရင်ခြေစစ်ပွဲကအစနောက်လျှောက်ကိုနိုင်ပွဲဆိုတာထက် performance နဲ့နိုင်တဲ့ပွဲမျိုးဆိုတော့ဒီဆန် performance မျိုးကျွန်တော်ဒီ အယ်ဘေးနီးယားနဲ့ပွဲမှာပြနိုင်ပြီမြေဒီအုပ်စုကတော့ဗျာအင်္ဂလန်ကဘယ်လိုပဲဖြစ်ဖြစ်ခြောက်နေတယ်သူအုပ်စုလောက်ခြောက်တာသူအုပ်စုပဲရှိတယ်ဘယ်သူမှမမရှိတာဒါပေမဲ့ကျွန်တော်ထင်တော့အင်္ဂလန်ဟာပြိုင်ပွဲတစ်ခုကြီးကိုချန်ပီယံဖြစ်နိုင်ဖို့ဆာဗီးယားရဲ့အန်ဒိုရာရဲ့အယ်ဘေးနီးယားကသူ့အတွက်ပြိုင်ပတ်တည်မဟုတ်ဘူးသူ့အတွက်ပြိုင်ပတ်တည်ကပြင်သစ်တို့ဂျာမနီတို့စပိန်တို့အီတလီတို့နယ်သာလန်တို့ပေါ်ချူဂယ်တို့ဒန်မတ်တို့ဒီလိုမာကျောတဲ့အသင်းတွေနဲ့ရင်ဆိုင်တဲ့အခါမှာအင်္ဂလန်ရဲ့ response ဘယ်လိုရှိမလဲ ူကောင်းတဲ့အသင်းတွေအများကြီးရှိတယ်တောင်အမေရိကအသင်းတွေနဲ့ပူချေဆိုင်ရမယ်ဒါလက်ရှိနေထားရအင်္ဂလန်ဟာမနက်ပြောရင်လူစင်းကတော့ဒါကျွန်တော်ပြည်ပြလေးကိုအမြဲကြည့်လို့အင်္ဂလန်ရဲ့နှစ်ဆရှိတဲ့လူစင်းကိုသိတာမယ်မြဲတခြားလူတွေမှာလည်းခြားကစားမတွေလည်းရှိမှာဆိုတော့အင်္ဂလန်အသင်းချန်ပီယံဖြစ်နိုင်လာတော့မေးရင်တော့ကျွန်တော်ကတော့လိုအပ်ချက်တွေရှိအောင်မယ်လို့တော့ထင်တယ်ဒါအင်္ဂလန်ကိုကျွန်တော်ကတော့ကြိုက်တယ်ဒါမဲ့ပြဿနာက Thomas 2K ကထိတ်တန်းနှိပြပြ Champion League Final နဲ့ချိန်တက်တယ်ဘာမှပြောစရာမရှိဘူးဒါမဲ့ သူဟာ Champions League လာအတွက်လုံလောက်တဲ့ရည်ချင်းရှိပါသူရဲ့အရေးသွေးကိုဘာမှပြောစရာမရှိဘူး။ဒါပေမဲ့ question ကကစားမားတယ်။ Thomas Tuchel အနေနဲ့အင်္ဂလန်အသင်းကိုအောင်မြင်ခြင်းနဲ့အသင်းတစ်သင်းဖြစ်ချင်တယ်ဆိုရင်တော့တေးကြရတယ်။အင်္ဂလိပ်မီဒီယာအားလုံး ignore လုပ်ရမှာ။ Gareth Southgate တော့မှတ်မှတ်ရရ Trent ကို Rice နဲ့တွဲကစားပါဆိုပြီးမီဒီယာတွေကထောက်ပြထောက်ပြတော့ Southgate ကအဲ့ညာကိုတုံးတယ်။ပြီးလည်းပြီးတော့နှစ်ပွဲလောက်ခြေသွားပြောက်။အာဘာကြောင့်တုံးလားလဲဘာကြောင့်တုံးလားလဲဖြစ်ပြန်။အားနဲ့ Kobe Minu ကိုအလဲမှာတုံးတယ်။ တုံးတုံးတုံးကိုဘီမီမီချေချေကြတာခါကြတော့ဟိုလူထက်ဒီလူထက်ဆိုအင်္ဂလန်ကအင်္ဂလန်အသင်းကိုအဓိကဒီလိုမျိုးဒုက္ခရောက်အောင်လုပ်နေတာကအင်္ဂလိပ်မီဒီယာတွေအင်္ဂလိပ်ကစားမဟောင်းတွေဖန်တစ်တွေဖန်တစ်တွေကိုအင်္ဂလော့လုံနိုင်ပြီးတော့ကိုယ့်လုပ်ကိုကိုအာရုံစူးစိုက်ပြီးဘယ်သူတူတယောက်ကမှဖိအားပေးတာကိုမခံပဲလုံနိုင်မယ်ဆိုရင်ထူခဲအောင်မြင်နိုင်တယ်အလုံးပေါ်ဘူးမီဒီယာတွေရောင်းတိုင်းဖန်တစ်တွေရောင်းတိုင်းလိုက်လုံနေမယ်ဆိုတော့မတူဘူးဆိုတော့အားကြောင့်အင်္ဂလန်က ထိတ်တန်းနီးပြ personality အပြည့်အဝနဲ့ကိုယ့်ရဲ့တာဝန်ကို အပြည့်အဝယူတဲ့နီးပြလိုအပ်တာဒါက 2K ဖြစ်လိမ့်မယ်လို့လည်းမျှော်လင့်ထားတယ်ဖြစ်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်ဒါပေမဲ့ question ကအဲ့ဒါကအင်္ဂလန်ကို champion ဖြစ်နိုင်တဲ့အခြေအနေ အာဂျင်တီးနားဟာ2022လောက်မတောင့်တင်းတော့ဘူးစတီမာကျော်တဲ့အသင်းဖြစ်တယ်စပိန်ဟာပိုကောင်းတဲ့အသင်းဖြစ်တယ်နယ်သာလန်ကအရင်ကြီးတော့မကောင်းဘူးအခုအသွင်သစ်နဲ့ပြင်သစ်ကိုပြန်တွေးရမယ်ဒေရှွန်ရဲ့နောက်ဆုံးကြိုက်ဝဲဖြစ်တော့ဘာဖြစ်ဖြစ် strong ဖြစ်နေအောင်ပါပဲနောက်ဒီရမှာပိုတူဂီကတော့ on paper မှာ strong ဖြစ်ပေမဲ့သူတို့လည်းအင်္ဂလန်လိုပဲကစားကွက်ရရက်ကန်ရက်ကန်ပဲ အဲဒီကြားထဲမှာကျွန်တော်တို့ဒက်မတ်ရှိတယ်။နောက်ခရီးရှားတော်မှာပရိုလိတီဆာတင်းပြမှာပါတယ်။အီတလီကတော့အမှန်တမ်းပြောသိအားမကောင်းဘူး။နာဂတ်စမန်လက်ထက်မှာဂျာမနီပိုကောင်းလာနိုင်ခြင်းရှိတယ်။ဒါပေမဲ့ကိုဒီနေ့ကအီတလီနဲ့ကစားရမှာဘာလို့မကောင်းဘူး။ So question က 2K 2026မှာချန်ပီယံဖြစ်နိုင်လား။လက်ရှိနေထားရအင်္ဂလန်အသင်းကအပြောင်းအလဲအများကြီးလုပ်ဖို့လိုအပ်တော့ဒီ throughout championship တစ်လျှောက်မှာ dominate လုပ်တဲ့ performance ကိုတစ်လျှောက်လုံးတည်သွားမယ်။ မိုမန်တမ်အပြည့်အဝရှိတော့အင်္ဂလန်တွက်ချက်ရှိတယ်တခုပဲမီဒီယာတွေရောက်တိုင်းပလေယာတွေရောက်တိုင်းလိုက်ရောက်နေမယ်ဆိုတော့ 2K ဟာ2မချာနာမီပြစောက်ကိတ်ပုံစံပဲဖြစ်နေစောက်ကိတ်ကပြောတာပြောတာအင်္ဂလန်ရဲ့အအောင်မြင်ဆုံးမီပြပဲချန်ပီယံဖြစ်တဲ့1966နောက်ပိုင်းမှာဆိုရင် back to back euro final နဲ့ချိန်တက်ပြီးတော့အင်္ဂလန်တို့အအောင်မြင်ဆုံးမီပြ world cup semi final တက်တာလေဆို question ကစောက်ကိတ်တက်ပို့ပြီးတော့ 2K အောင်မြင်နိုင်မလားကိုမမဝင်ရောက်မချက်ပြကြပါလို့ကြည့်ကြပါလေ